စိတ်သမာနဝိကာကိုအောင်တော်မူခြင်းတာယာကြည်လင်သောနနက်ခင်းတစ်ခုတွင်ဂေါတမမြတ်စွာဖျားရှင်သည်ဇေတဝင်ကျောင်းတော်၌တည်င်းသုံးတော်မူလျက်ရှိသည်ဉာဏ်ပညာလင်းရောင်နှင့်မေတ္တာတော်ရောင်ကြည်တို့သည်ဒေတာအနှံ့ပြားသို့ပြည့်နှံ့လျက်ဝိနည်းရတ္တဝါတို့၏စိတ်နှလုံးကိုအေးချမ်းစေခဲ့သည်ဖျားရှင်ဤတရားတော်ကိုနာကြားရသောတတဝါတို့သည်လောဘဒေါသမောဟတို့မ လွတ်မြောက်ကအရိယာသူတော်ကောင်းများအဖြစ်သို့တဖြည်းဖြည်းရောက်ရှိလာကြသည်။ဖျားရှင်ဤဂုံတင်းသည်လေညံလာ တနေပြီးတနေပြဲ့နှံ့သွားကလူနဲ့အများဤလေးမျက်ပူဇော်ခံရမှုသည်လည်းနေရောင်ကြီးအလားတောက်ပထင်ရှားလာလေသည်။သို့သောထိုကြီးညိုတရာတရားတို့ဤအရေးအောက်တွင်မကျေနပ်တော်သူအချို့လည်းရှိနေခဲ့သည်။ညီတို့ကသာသနာတော်ပြင်ပမှတိတ်ထိတ်เสียများနှင့် သူတို့ဤနောက်လိုက်များပင်ဖြစ်ကြသည်။ဖျားရှင်ကိုလူအများပိုမိုကြီးညိုလာသည် နှင့်အမျှတိတ်ထီတို့ဤလက်လာပါသည်။တဖြည်းဖြည်းညောနေလာခဲ့သည်။သူတို့ဤမျက်နာများတွင်မနာလိုဝင်တို့စိတ်များအထင်းသားပေါ်လွင်နေပြီးစိတ်ထဲ၌လည်းအမျိုးမျိုးသောမကျေနပ်မှုများတိမ်ထူထက်လျက်ရှိသည်။ဟေ့သူတော်စင်တို့ရေမျက်စိမိတ်ပြီးဟိုယဟန်ဂေါတမကိုပဲလှူဒန်းနေကြတာလား။ အဲ့ဒါမှအကျိုးရမယ်လို့ဘသူကပြောလဲငါတို့ကိုလှူဒန်းရင်လေဒါနရဲ့အကျိုးဆိုတာမင်းတို့ခံစားရမှာပဲတိတ်ထီတို့ဒီလူအများကြီးတွေအမျိုးမျိုးဟောပြောစီယုံကြတော့လေသူတို့ဤစကားများသည်လေထဲတွင်တိုက်ခတ်သွားသောလေနူအေးမြသာဖြစ်သည်လူအများဤစိတ်နှလုံးကိုမဖန်ဆားနိုင်သည့်အပြင်ယခင်ကရရှိသောလက်လာပါပင်တဖြည်းဖြည်းနှဲပါလာလေသည် ဖိုခာတိတ်ထီတို့သည်တစုတဝေးတဲ့စုဝေးကခေါင်းချင်းဆိုင်တိုင်ပင်ကြလေသည်ငါတို့ဒီအတိုင်းဆက်နေလို့မဖြစ်ဘူးလက်လာပါတွေဒီထက်နေသွားရင်ဘလို့လုံးကြမလဲဟိုရဟန်းကောတမကိုလူအများအထင်လွဲသွားအောင် သူ့ရဲ့ဂုံကျေးဇူးတွေမေးမိန်သွားအောင်ငါတို့တခုခုတော့လုံးမဖြစ်မဲသူတို့ဤမြုံများတွင်မကောင်းကြံစီမှုတို့ဤအရေးများလဲနေသည်ဒိဋ္ဌိတို့တွင်တပည့်ပေါင်းမြောင်များစွာရှိသည့်အနက် တာဝတိကီမှအလွန်လှပချုံမောသောစိန်စမာနဝိကာဆိုသည့်အမျိုးသမီးတဦးသည်အထူးကြဆုံးဖြစ်သည်သူမ၏အသားရည်သည်ရွှေရောင်ဝင်းပလျက်မျက်လုံးတို့သည်ကြေယောင်ကဲ့သို့တောက်ပါသည်ပြုံးချိုချိုနှင့်အတူသူမ၏တကိုယ်လုံးမှစက်တရေမျိုးမျိုးတို့ထွက်ပေါ်နေသဖြင့်ညီသူမဆိုးပထမတစ်ချက်မြင်ုံနှင့်ပင်နှစ်သက်မြင့်လို့တော်တတ်ကြသည် ို့သောထိုလှတရား၏အတွင်း၌ကလှည့်စားတတ်သောဉာဏ်ပရိယေများနှင့်မာယာအကောက်ကြံတို့ကိန်းရောင်းနေလေသည်တနည်းသောအခါစိန်စမာနဝိကာသည်တိတ်ထီတို့၏ကျောင်းဆောင်သို့ရောက်ရှိလာခဲ့သည် သူမ၏ခြေလန်းတို့သည်ယုံကြည်မှုအပြည့်ရှိတကယ်သို့တည်ငြိမ်သည်သို့သောတိတ်ကြည့်စရာတို့သည် သူမကိုမြင်တော်လဲခါတိုင်းကဲ့သို့လှိုက်လဲစွာမပြောဆိုကြဘဲတိတ်ဆိတ်စွာငြိမ်သက်နေကြသည် ်စိတ်စမာနရိကာသည်အံ့ဩသွားပြီးဆရာတို့ဘာဖြစ်လို့ကျမကိုစကားမပြောကြတာလဲကျမမှာတခုခုမှားယွင်းသွားလို့လားဒါမှမဟုတ်အပြစ်တစုံတရာရှိလို့လားဟုစိုးရင်တကြီးမေးလိုက်သည်ထိုခါမှတိတ်ချီတို့သည်တက်ပြင်းချကမျိုးငယ်သောအတန်ဖြင့်အိုစိန်စမာနငါတို့အရင်ကလိုမဟုတ်တော့ဘူးလက်လာပါတွေအလွန်နှဲပါလာတယ်ဒီလိုဖြစ်ရတာဟာအခြားသူကြောင့်မဟုတ်ဘူး ဥမာဇေတဝံမှာတည်င်းသုံးနေတဲ့ယဟန်ဂေါတမကြောင့်ပဲဟု ဆိုလေသည် သူတို့ဤအတန်များတွင်မကျေနပ်မှုနှင့်ဒေါသတို့ရောရှက်နေသည်စိမ့်သမာနရိကာသည်ချက်ချင်းပင် သူတို့ဤစိတ်အခြေအနေကို သဘောပေါက်သွားပြီးအရှင်တို့တပည့်တော်ကဘာများကူညီပေးနိုင်ပါသလဲဟုလေတံချိုသာစွာဖြင့်မေးသည် ထိုအခါတိတ်ချီတို့သည်တယောက်မျက်နာတယောက်ကြည့်ကမတင်ကားသလို မျိုးလုံးများဖြင့်စိန်စမာနဝိကာကိုစိုက်ကြည့်ကြသည်ခဏအကြာတွင်မှ အကြီးကဲဖြစ်ဟန်တူသောတိတ်ချီဆရာကြီးကငါတို့ချမ်းသာဝပြောတာကိုမင်းတကယ်မြင်ခြင်းနဲ့ဆိုရင်ဟိုရဟန်းကြီးဂေါတမကိုလူအများအထင်သေးသွားအောင်သူ့ကိုမကြည်ညိုတော့အောင်မင်းတစ်ခုခုလှုပ်ပေးရလိမ့်မယ်ဟု တိုးတိုးညင်းညင်းဆိုသည်သူတို့၏အတန်တွင်မယိုးသားမှုနှင့် ပြိုးဝှက်ချက်များပြည့်နှက်နေသည်စိန်သမာနရိကာသည်ခဏမျှတိတ်ဆိတ်သွားပြီးမှမျက်နာတွင်ယုံကြည်မှုအပြည့်ရှိသောအပြုံးတစ်ခုကိုစင်မြန်းကဒီကိစ္စအအတွက်ဘာမှတွေးပူမနေပါနဲ့အရှင်တို့တပည့်တော်ကိုယုံကြည်စိတ်ချပါတပည့်တော်တာဝန်ယူပြီးကြံဆောင်ပါမယ်ဟုတိတ်ချီစရာတို့အားအာပေနှစ်သိမ့်လိုက်လေသည် သူမဤစကားတို့သည် လေထဲတွင် တိုက်ခတ်သွားသောဂရီတစ္ဆာကဲ့သို့ခိုင်မာနေသည် နောက်တစ်နေ့တွင်စင်းစမာနဝိကာသည်နူးညံ့သောခြေလမ်းများဖြင့်ဇေတဝင်ចောင်းတော်သို့သွားဟန်ပြုကာចောင်းတော်အနီးသို့ရောက်သောအခါတိတ်ထီတို့၏စိတ်ငြိမ်သောចောင်းဆောင်လေးသို့ဝင်ရောက်သွားပြီးညအိတ်တဲခိုလေသည်။ကာဝိထီမြို့မှတချို့သောမြို့သူမြို့သားများသည် ယေစွာဖရာဤတရားတော်ကိုအူးဆုံးနာကြားလိုသဖြင့်ငုံမလင်းခင်နက်နက်စောစောထရိဇေတဝင်ကျောင်းတော်သို့တွားရောက်ကြလေသည်ထိုအချိန်တွင်စိန်စမာနဝိကာသည်ဇေတဝင်ကျောင်းတော်၌ညအိပ်ပြီးပြန်လာလေဟန်ဖြင့်မယုံနိုင်လောက်အောင်စောစည်းစွာမြို့ရင်းသို့ဝင်လာသည်ကိုတွေ့မြင်ကြသည် သူမ၏မျက်နာတွင်အေးအေးပြတ်ထားသည့်အရေးအယောင်များမထင်ရှားဘဲလန်းဆန်းတက်ကြနေသဖြင့်လူအချို့မှအံ့ဩသွားကြသည် ထိုမြင်ကွင်းသည်တစ်ကြိမ်မဟုတ်နှစ်ကြိမ်မဟုတ်ရက်ပေါင်းများစွာထက်ခါထက်ခါဖြစ်လာသောအခါမြို့နေလူအချို့ဤစိတ်ထဲတွင် မတင်ငါသောအတွေးများဝင်ရောက်လာတော့သည်ဟိုမင်းမလှလေးကဘဲကများပြန်လာတာပါလေဒီလောက်စောစောစီးစီးဆိုတော့ဇေတဝင်ចောင်းတော်မှာညအိပ်ပြီးမနှက်မပြန်လာတာများလားဟုတယောက်ကိုတယောက်တီးတူပြောဆိုမေးမြန်းကြသည် တနေ့တွင်လူအချို့သည် မနေနိုင်တော့ပဲသူမကိုလမ်းတွင်တားကာအိုမင်းကလေးဘယ်ကနေကြွလန်းလာတာလဲဟုမတင်ငါတော့လေတန်ဖြစ်မေးလိုက်သည်စိန်သမာနရိကာသည်ချက်ချင်းပင် သူမ၏လှပသောမျက်လုံးများကိုဆွေကမဲ့ပြုံးတစ်ခုကိုဆင်မြန်းရင်း ကျမဘယ်ကလာရဲဆိုတာရှင်တို့တီလို့ဘာကြိုးထူးမှာမို့လို့လဲဟုခန့်နေတယ်လို့ဝေးလေကြောင်ပတ်ပြန်ဖြေလိုက်သည်သူမ၏အဖြေစကားသည်လူအများ၏တန်လျာကိုပုံမနှဆိုင်စေခဲ့သည် စိန်သမာနရိကာသည်ထိုသို့ပရိယေမာယာများဖြင့်လူအများ၏စိတ်ကိုလှည့်စားကာနေလာခဲ့သည်မှာတလားကြောကြာမြင်ခဲ့ပြီဖြစ်သည် သူမ၏လှုပ်ရှားမှုတိုင်းတွင်ရည်ရွယ်ချက်တစ်ခုပါဝင်နေပြီးသူမ၏စကားတိုင်းတွင် လိန်ညာမှုများဖုံးကွယ်လျက်ရှိသည်အချိန်များကုန်လွန်လာသည်နှင့်အမျှစိန်သမာနဝိကာသည်သူမ၏လိန်ညာမှုအဆင့်ကို တဖြည်းဖြည်းမြင့်တင်လာခဲ့သည်မင်းမြန်သူရှိလျင်ကျမဟာဇေတဝန်ကျောင်းတော်က ဂန္ဓကုတီတိုက်အတွင်းမှာဟိုရဟန်းဂေါတမနဲ့အတူညအိပ်ပြီးမနှမ့်မပြန်လာခဲ့တာဟုရဲရဲတင်းတင်းပြောဆိုတော့သည် သူမ၏လေတံတွင်မရင်းမရိုင်သောယုံကြည်မှုအပြည့်ရှိသဖြင့်အချို့သောသူများမှာသူမ၏စကားကို အမှန်ဟုပင်ထင်မှတ်မှကြလေသည် သုံးဝေးလာခန့်ကြသောအခါစိန်စမာနဝိကာသည် သူမ၏ခေါင်းဝန်းကျင်တွင်အဝိဇ္ဇံများကိုထူထဲစွာရစ်ပတ်ထားသည်ကို လူအများတည်ထားမိလာကြသည်ကြည်စံဟိုမင်းကလေးဝမ်းပိုက်တွေဘာဖြစ်နေတာလဲဟူတယောက်ကိုတယောက် တီးတူပြောဆိုကြသည် ထိုအခါစိန်စမာနဝိကာသည်ဝမ်းနေသောမျက်နှာဖြင့်လူအများရှေ့ထွက်ကားဟိုငါမှဘသူကိုပြောရမှန်းတော့မသိတော့ပါဘူးဟို ဇေတဝင်ကယဟန်ကောဓမနဲ့ပေါင်းသိမိလို့ဂျမမာကိုဝင်ရခဲ့ပါပြီ။ခုမျက်ရည်များဆိုရွှဲနေသော မျက်လုံးများဖြင့်ဉာဏ်ပညာမဲ့သူတို့အားပြောကြားလေသည်။သူမ၏စကားများသည်မစ်ကဲသို့လူများကြားသို့ပြင်းမြန်စွာ ပြန့်နှံ့သွားခဲ့သည်။ရှစ်လ၉လကြာသော အခါ၌ကစင်စမာနဝိကာသည် ပို၍ပင်လိညာမှုများပြုလုပ်တော်သည်သူမသည်တသားဖြင့်ပြုလုပ်ထားသောကိုဝင်အတုကိုသူမ၏ဝမ်းပိုက်တွင် အဝတ်များဖြင့်တင်းကျပ်စွာဖွဲ့ချည်၍ဝစ်စင်ထားသည်ထို့အပြင်သူမ၏ခြေဖမိုးတို့ကို နွားမီးရိုးကဲ့သို့ မာကျောသောအရာတစ်ခုဖြင့်တမင်တကာရောင်ရမ်းအောင်ထုရိုက်ကာသူမ၏ကိုဝင်သည်ရင့်မာလာပြီးဟုလူထင်မှားအောင် ပြုလုပ်လေသည် သူမ၏ ုံရှားမှုတိုင်းတွင် ပရိယေများကွယ်ဝဲလျက်ရှိပြီးသူမ၏မျက်နာတွင်မူဝမ်းနည်းမှုနှင့်ပင်ပန်းနွမ်းနယ်မှုတို့ရောရှက်နေသည်တနေ့သောအခါမြတ်စွာဘုရားသည်ဇေတဝင်ကျောင်းတော်၌တရားဟောတော်မူလျက်ရှိသည်ပရိသတ်အပေါင်းသည် တရားတော်၏အမတရတောကိုခံယူရန်ငြိမ်သက်စွာဆောင်ဆိုင်နေကြသည်ထိုအချိန်တွင်စင်စမာနဝိကာသည် လူအုပ်ကြားမှရုတ်တရက်ထွက်ပေါ်လာပြီး ရဲရဲတင်းတင်းပင်မြတ်စွာဘုရားတည်နှုံးနေသော ပလင်တော်ရှိသူတိုးဝေလျှောက်သွားလေသည်သူမ၏မျက်နာတွင်ဒေါသရိပ်များထင်ဟပ်နေပြီးသူမ၏ခြေလန်းတို့သည်တုံရင်လျက်ရှိသည်သူမသည်ပလင်တော်ရှိတွင်ရက်တန်းလိုက်ပြီးမန်ပါသောအတန်ဖြင့်မြတ်စွာဘုရားကို စတင်ဆွဆွဲတော်သည်အိုးဟိုမှာထိုင်နေတဲ့ယဟန်ကြီး ရှင်ကတော့လူတွေကိုတရားဟောနေလိုက်တာ လေတံကလည်းချုံမြေပါပဲနှကန်းကလည်းတည်ငြိမ်ဆေးဆက်နေလိုက်တာဒီမှာတော့ရှင်ကြောင့်ကျမမကိုဝင်ရင်မာကြီးဖြစ်နေပြီးလာမေလာဆိုရင်ကလေးတော်မွေးတော့မယ်ဒါပေမဲ့ရှင်ကကျမအတွက်တားဖွာတဲ့အိမ်လေးတော်မစီစဉ်ပေးဘူးကိုရဲ့သားလေးမွေးဖွားဖို့အတွက် ရှင်ကိုယ်တိုင်မလုပ်ပေးနိုင်ဘူးဆိုရင်တောင်ရှင်ရဲ့အလုပ်ကျွေးဖြစ်တဲ့ ပူမာထိုင်နေတဲ့ကောတလမင်းတို့ဒီဘက်ကအနာထပိန်တထေးတို့ပူဘက်ကဝိတာခာမျိုးသမီးတို့ကိုစိန်စမာနာကိုပြုစုဆောင်ရှောက်ပေးပါလို့အကူအညီတောင်းဖို့တောင် ရှင်မပြောဘူးတင်ဟာကျမနဲ့ကိုဝင်ရတဲ့အထိပျော်ပါဖို့လောက်ပဲတည်တယ်ကိုဝင်ကိုကြတော့တောင်းဝင်ယူပေးရကောင်းမှန်းမသိဘူးလားစိန်သမဏဝိကာဤစကားများသည်လေထဲတွင်ပြန့်လွင့်သွားပြီးတရားနာပရိသတ်တရက်လုံးကိုတုံးလို့ချောက်ချားစေခဲ့သည် အချို့သူများသည် သူမကိုမယုံကြည်သော မျက်လုံးများဖြင့်ကြည့်ရှုကြပြီး အချို့မှမူဖျားရှင်အပေါ်တန်တရားစိတ်များဝင်ရောက်လာခဲ့သည် ထိုအချင်းရာကိုမြင်သောတိတ်ထီတို့မှဝမ်းသာအားရအော်ဟစ်ကလက်ခုပ်တီးကြလေသည်ထိုအခါမြတ်စွာဘုရားသည်တရားဟောနေသောနေရာမှခဏမျှရတန့်တော်မူလိုက်သည်ကိုရောဤမျက်နာတော်သည်လာရောက်ခဲ့သို့တီဂျီအေဂျင့်လျက်ရှိပြီး နှုတ်တော်မှလည်းရဲရင်တီကြည်သောအတန်တော်သည် ထွက်ပေါ်လာခဲ့သည်ချစ်သမီးတင်ပြောသောဤကိစ္စနှင့်ပတ်သက်၍အမှန်တရားသည်တင်နှင့်ငါနှစ်ဦးသားသာအတိဆုံးဖြစ်သည်စေသမာနရိကာသည် ထိုစကားကိုကြားသောအခါပို၍ပင်ဝန္တာအာရဖြစ်သွားပြီးအောဟိကာပြန်လဲဆွဆွဲလေသည်။အိုးဟိုမှာထိုင်နေတဲ့ယဟန်ကြီးရှင်စကားကတိတ်မှန်တာပေါ့ ဒီကိုဝင်ရှိရဲ့ကိစ္စမှာတင်းနဲ့ငါနှစ်ယောက်သာတည်ရဲဆိုတာအမှန်ဆုံးပဲပေါ့။သူမဤအတန်ဒီမမာနာနဲ့ပြည့်နှက်နေပြီးပရိသတ်အားလုံးကို သူမဤစကားကိုယုံကြည်စေရန်ကြိုးစားနေသည်။မြတ်စွာဘုရားရှင်သည်ဤသည့်စကားတခွန်းကိုမျှပြန်လည်မပြောကြတော့ဘဲတိတ်ဆိတ်စွာငြိမ်သက်နေတော်မူသည်။ကိုရောဤမြဝန်းတို့သည်စင်နာမှုနှင့်တနာခြင်းတို့ဖြင့်ပြည့်နှက်လျက်စင်စမာနဝိကာနှင့် ပရိသတ်အားငြိမ်သက်စွာ စိုက်ကြည့်နေသည် ထိုအချိန်မှာပင် အောဘွယ်ရာ အချင်းအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်တရားမင်းဆံမြန်းတော်မူသောတာဝတိန်သာနှင့်ပြည့်ရှိပန္နုကပလာမြကျောက်ဖြာကြီးသည်ရုတ်တရက်ပူနွေးလာခဲ့သည်တရားမင်းသည် အကြောင်းစုံကိုညံတော်ဖြင့်ဆင်ခြင်ကြည့်သောအခါစိန်စမာနဝိကာသည်မြတ်စွာဘုရားအားမဟုတ်မမှန်ဆွဆွဲနေကြောင်းရှင်းလင်းစွာသိမြင်တော်မူလေသည်ဘုရားရှင်၏ ခုံတော်ကိုမြှုံနှမ်းစေရန်ကြံစီသောဤမကောင်းမှုကိုလက်ပိုက်ကြည့်နေရန်တရားမင်းဤစိတ်တော်၌အလိုမရှိပေထိုကြောင့်တရားမင်းသည်တန်ခိုးအာနုဘော်နှင့်ပြည်စုံသောနတ်သားလေးပါးနှင့်အတူပြင်းမြန်သောအဟုန်ဖြင့်ဖျားရှင်တရားတော်ဟောကြားရာဇေတဝင်ကျောင်းတော်သို့ကြာမြန်လာခဲ့သည် နတ်သားတို့သည်တရားမင်း၏အမိန့်တော်အတိုင်းသေးငယ်သောကြွငယ်လေးများအတွင်ဖန်ဆင်းကာစင်စမာနဝိကာ၏ခန္ဓာကိုယ်တွင် သူမမတိအောင်ချီနှောင်ထားသောကိုဝင်အတု၏ကျိုးများကိုပိတ်တဆိတ်ကိုက်ဖြတ်လိုက်ကြသည်ကျိုးများပြတ်တောက်သွားသည်နှင့်တပြိုင်နက်စင်စမာနဝိကာ၏ဝမ်းပိုက်တွင်တက်ဆင်ထားသောလေးလံသည့်တစ်သားချက်သည်ရုတ်တရက်အောက်သို့ရောကျလာတော့သည် ထိုတစ်သားချက်သည် မြေပြင်တို့မကြောက်မီသူမ၏နုနယ်သော ခြေပမိုးအထက်တို့အရှိန်ဖြင့်ကြောက်ကသူမ၏ခြေပြားနှစ်ဖက်စလုံးကို ပြင်းထန်စွာထိမှန်ပြီး ကျိုးပဲ့သွားစေတော့သည်အာစိန်သမာနဝိကာသည် နာကျင်မှုကြောင့်အော်ဟစ်လိုက်ပြီးသူမ၏လိန်ညာမှုသည်လည်းထင်ရှားစွာ ပေါ်ပေါက်သွားလေသည်လူအပေါင်းတို့သည် သူမ၏ဝမ်းပိုက်အောက်တွင်လဲကျနေသောတစ်သားချက်ကိုမြင်သောအခါ အံအောတုံလို့သွားကြသည်တခဏမျှငြိမ်သက်သွားပြီးနောက်လူများ၏မျိုးလုံးများတွင်ဒေါသနှင့်ဆက်ဆုပ်ယွံရှာမှုတို့တဖြည်းဖြည်းပေါ်ထွက်လာသည်ဟဲမိမယုတ်နင်းဟာငါတို့ရဲ့မြတ်စွာဘုရားကိုတော့မဟုတ်မမှန်ဆွဆွဲရဲရအောင်နင်းရဲ့နှလုံးသားဟာဘလောက်အထိရုံမာရက်ဆက်တယ်လဲဒီလောက်ငါပါတဲ့မျက်နာနဲ့ဒီလောက်ရက်ဆက်တဲ့စိတ်သက်ကိုဘလို့ပေါင်းဆက်ထားနိုင်ရတာလဲ လူများပြသည်စိမ့်စမာနဝိကာကိုတတွေးနှင့်ထွေးကြ၏အချို့ကမူလမ်းဘေးရှိခေရုံများကိုကောက်ယူကာပေါက်ပေါက်ကြသည်ဒေါသတကြီးအောဟိတံများကျိန်စဲတံများပွက်လောညံလျက်လူအုပ်သည် သူမကိုဝိုင်းဝန်းရိုက်နှက်ကာဇေတ္တဝင်ကြောင်းတို့အပြင်ဘက်သို့ဆွဲထုတ်သွားကြလေသည်တိတ်မကြမီမှာပင်စိမ့်စမာနဝိကာသည် လူသူကင်းမဲ့သောနေရာတစ်ခုသို့ ရောက်ရှိသွားသည် သူမ၏ခန္ဓာကိုယ်သည်ဒဏ်ရာများဖြင့်ပြင်းထန်လျက်နာကျင်မှုနှင့်ကြောက်ရွံ့မှုတို့ကြောင့်တုံ့ရင်နေသည် သူမ၏မျက်လုံးများတွင် နောင်တရသော အရေးအယောင်များမပေါ်ဘဲမုန်းတီးမှုနှင့်ကြောက်ရွံ့မှုတို့သာ ကြီးစိုးနေသည် ထိုချိန်၌ပင် အောဘွေရာနောက်ထပ်အချင်းအရာတစ်ခုထပ်မံဖြစ်ပေါ်လာခဲ့သည် စိမ့်သမနဝိကာဤခြေအောက်ရှိမြေပြင်သည် ရုတ်တရက်ဟတ်တက်ကွဲကပွင့်ထွက်သွားပြီးသူမ၏တကိုယ်လုံးကိုနှဆိုင်သောမြေအောက်သို့ဆွဲငင်ကမြူချလိုက်လေတော့သည် လူအများပေါင်းတို့သည် ထိုကြောင့်မဖွဲမြင်ကွင်းကိုကြည့်ရှုကာအံဩတုံလှုပ်သွားကြသည်မြတ်စွာဘုရားရှင်ဤဂုံကျေးဇူးသည်ပို၍ထင်ရှားလာပြီး တိတ်ကြီးတို့ဤမကောင်းကြံစီမှုသည်အဆုံးသက်သွားတော်သည်ဤဒီကမာယာများလာသောစင်စမာနဝိကာအားတစ္ဆာတရားဤအောင်ပွဲပင်နည်းဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်